န္တလေးကဆိုင်ကယ်ခုံးမှုတွေဘလောက်ကျန်းလဲမင်္ဂလာပါ အော်ဒီယိုဝိုင်းစောနိုင်ကနေကြိုဆိုပါတယ်ဒါကတော့ဒါပထမဆုံးဆိုင်ကယ်ခုံးမှုမှတ်တမ်းပဲဖြစ်ပါတယ်ဒါပထမဆုံးဆိုပေမဲ့နှစ်စီးခိုးသွားတာပါဆိုင်ကယ်၃စီးရှိတာကိုဒါကလစ်နှစ်စီးဝင်ခိုးတာပေါ့အိမ်ထဲကိုဝင်ခိုးခြင်းဖြစ်ပါတယ်ဖြစ်သွားတာကတော့ဒါမကြသေးပါဘူး 2025ခု10လပိုင်း10ရက်နေ့ရပါ2025ခု10လပိုင်း10ရက်နေ့မနက်2နာရီဝန်းကျင်လောက်ကဖြစ်သွားတာပါနေရာကတော့38လမ်းပေါ်6465ကျားမှာရှိတဲ့အိမ်တိန်ကိုဝင်ခိုးခြင်းဖြစ်ပါတယ်ဒါဟိုနာကလစ်နှစည်းပါသွားရပေါ့နော်ဒါစောစောကနှစည်းထုတ်ပြီးသွားပြီအခုဒီနောက်တစ်စည်းပေါ့နော် သူတို့ကကိုရင်ကိုဝင်နေဆိုပြီးတော့ဆိုင်ကယ်ကိုဇက်တော့တော့မခတ်ဘူးရ။အာသူဇက်တော့ကိုဒီတိုင်းအသာလေးလှုပ်ကြည့်ရဇက်တော့မခတ်ထားပါဘူး။ဒါသူတို့ကအနည်းဆုံးတော့၃ရောက်လောက်ကတော့လာရတော့ပဲ။ဒါနောက်မှတစည်းထုတ်နေတယ်။ခုဒါဒီစည်းဒီစည်းထပ်လို့ထပ်ပြီးတော့ထုတ်တယ်ပေါ့နော်။ဒါဟိုမှာ ဒါပါသွားတဲ့ဆိုင်ကယ်2စီးရကျွန်တော်ဟော်နာကလစ်2စီးပါဟော်နာကလစ်2စီးတစ်စီးကအနီးနဲ့အလိုင်းနဲ့ပါဆိုင်ကယ်နံပါတ်က92ရာဘလက်33လုံး8နှစ်လို့တည်ရပါတယ်မော်ဒယ်က2019မော်ဒယ်ဖြစ်ပါတယ်ဒါအခုခိုးနေတဲ့ဆိုင်ကယ်ဖြစ်မှာပေါ့နော်2019မော်ဒယ်ဆိုရင်ကျွန်တော်ထင်တယ်300ဝန်းကျင်လောက်ရှိပါတယ် နောက်ဒီမှာဒီတခိုးကဗျာမာပတ်စံချင်းဟိုပါယူသွားတယ်ဒီမှာမှာကြည့်ဇပွဲလေးရအောက်မှာထားတာပတ်စံချင်းအဲအဲ့ပိုက်စံချင်းကိုပါဒါချင်းလိုက်မှာပါတယ်ဗောနော်ပိုက်စံချင်းကိုပါချင်းလိုက်မှာသွားပါတယ်တခုကတထောင်နံနေထည့်ထားတဲ့ချင်းလို့သိရပြီးတော့နောက်တစ်ချင်းက 900ရန်နေထည့်ထားတဲ့ချင်းလို့ပြီးရပါတယ်ဒီကျွန်တော်တို့ 50cc စံကယ်လေးတော့ခိုးမသွားဘူးဗျာဒါသူတို့ပါတဲ့လူဦးရေနဲ့မမျှလို့မို့ဒါလေးခြံထားခဲ့ရတယ်မှာပါဒါပထမဆုံးခိုးတဲ့ဆိုင်ကယ်ကဟော်နာကလစ်အပြာမီကိုအဆက်လို့ပြောပါတယ်။ဆိုင်ကယ်နံပါတ်ကတော့39ရပ်လက်4998လို့ပြရပါတယ်။ ဒီဆိုင်ကယ်ကလည်းဒါ2014 2012 13ဝန်းကျင်ဆိုင်ကယ်တွေဖြစ်မဲ့ပါတယ်350ဝန်းကျင်လောက်တန်ဖိုးရှိမှာပါတညာလေးနဲ့နှစ်စီးပါသွားပါတယ်ဒီဆိုင်ကယ်များကိုတွေးရှိလို့သတင်းပေးပါကထိုက်တိုက်တန်တန်ကျေးဇူးဆက်မယ်လို့ကြေညာထားပါတယ်ဖုန်းနံပါတ်တစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်39 4000 1443 39 9 80 9600016တို့ဖြစ်ပါတယ်။မိတ်ဆွေတို့ဒီမှာပြန်လည်တွေ့ရှိခဲ့တယ်ဆိုရင်အကြောင်းမျိုးမျိုးနဲ့တွေ့ရှိခဲ့တယ်ဆိုရင်တော့သူတို့ကိုဆက်သွယ်အကြောင်းကြားပေးလိုက်ပါအောင်။ခုနောက်ထပ်ဆိုင်ကယ်ခုံးမှုတစ်ခုပေါ့။ဒါကတော့ခေါခေါဆိုင်မှာဖြစ်ပွားခဲ့တဲ့ခုံးမှုပါ။ဖြစ်ခဲ့တာကတော့ခုနလပိုင်း18ရက်နေ့ပါ။နေရာက26လမ်းပေါ်ကခေါခေါလို့တော့ပြီးရပါတယ်။ ဒါခေါ်ခေါ်ဆိုင်ရှိမှဖြစ်ပါခဲ့ပါတယ်။ဒါဆိုင်ကယ်တစ်ခုနှစ်ယောက်ရောက်ရှိလာပါပြီ။လူရတမှာဆိုင်ကယ်အကောင်းစားနဲ့လာပါတယ်။ဒီဘက်စွန်စုံကဒါ2019ဆိုင်ကယ်ပဲဖြစ်မှတင်ပါတယ်။2019လား2018လားလူမစတာပီးနဲ့ထိုးသွင်းပြီးတော့ယူသွားပါတယ်အကုန်လုံးမှာ10မိနစ်တောင်မကြာပါဘူးခင်ဗျာဒါဆိုင်ကယ်အဖိုးတန်တစ်စီးပါသွားပါပြီဒီဆိုင်ကယ်ကတော့ကျွန်တော်နံပါတ်၄မသိရပါဘူး ဒါနောက်တစ်စီးပေါ့နော်ဒါလည်း2019ဖြစ်မလားမသိဘူးကျွန်တော်လည်းဘုံမသိပါဘူးဒါကိုခံလိုက်ရပါတယ်သူကိုခံရတဲ့ချက်လက်ကတော့သူကလည်းအိမ်ထဲဝင်ခိုးသွားတာပါ150အိုင်းနဲ့ဒါသူဒီကလေးမကအစ်စစ်သေးတာတွေများလို့ဆိုင်ကယ်အုံနာဘုတ်ကလည်းဆိုင်ကယ်ပေါက်ထဲကိုထည့်ထားတယ်လို့သိရပါတယ် ဆိုင်ကနံပါတ်ကအားလုံးမြင်တဲ့အတိုင်းပါပဲ NDY 86ရာပလက်တစ်ခွန်လေးကိုခွန်လို့သိရပါတယ်ဒါဆိုင်ကအုံနာဘုတ်ကဆိုင်ကထဲမှာထည့်ထားရတဲ့အမျိုးမျိုးပါဘူးအိမ်မှာပဲထားကြပါလို့ဒါနောက်တစ်ခုပေါ့နော်ဒါတော့စမှုထဲမှာဖြစ်သွားရလို့သိရပါတယ်ဒါမနေ့2နာရီဝန်းကျင်လောက်ဝင်ခိုးတာပါမနေ့2နာရီဝန်းကျင်လောက်ကိုဝင်ခိုးတာ ကံကောင်းလို့ပါမသွားတာပေါ့နော်အိမ်ကလူတွေနိုးတာနဲ့ကြုံလို့អော်လိုက်လို့တခိုးတွေကထွက်ပြေးသွားပါတယ်ဒါပုံမှန်ပြထားတဲ့အတိုင်းပဲတခိုးတွေတုံးတဲ့ဒီမှာဒီတန်ကိုဖြတ်တဲ့ကက်ကြီးရင်းနဲ့ပါနော်အဲဒီကက်ကြီးဆိုတကယ်အတော်ရတန်နေတော့မှတိကလေးတိကလေးပြတ်တဲ့ကက်ကြီးတွေပါအဲဒီမှာသူတုံးတဲ့ကက်ကြီးရောအဲတန်ဖြတ်ထားတယ်ရောအကုန်လုံးကျန်းနေခဲ့ပါတယ် ပြန်ကောင်းလို့မပါမသွားခြင်းဖြစ်ပါတယ်အခုကြည့်ပြီးကြားတလို့ပါဘူးကျွန်တော်တို့ဆိုင်ကယ်ခိုးမှုတွေကဒါမန်လေးမှာရောတခြားမြန်မာနိုင်ငံအနှံ့မျိုးကြီးတော်တော်များများမှာဖြစ်ပွားနေပါတယ်အဲခိုးရတာလည်းတကယ်တမ်းပြောရရင်တွဲနေရပေါ့နော်ခိုးခံရတဲ့ဆိုင်ကယ်တော်တော်များများကရှက်တာဘာမပိတ်တာနောက်ဒီဘရိတ်တော့တန်ညိုးတော့ထပ်ပြီးတော့မခက်ကြတာ စားတဖြစ်ပေါ်ရောတဲ့အပိုင်းတွေလည်းပါပါတယ်အဲဒီတော့ကိုဆိုင်ကယ်လေးကိုတံမိုးထားပြီးတော့တော့ခတ်တာတွေမပြင်းညာဖို့မမေးကြဖို့တိုက်တွန်းပါတယ်အဆုံးထိအောင်ကြည့်ရှုပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ